တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် Justice for Myanmar JFM အဖွဲ့ကြီးကအာဆီယံကိုအရေးပေါ်တောင်းဆိုမှုတစ်ခုလုပ်လိုက်ပါတယ်။ JFM ကမြန်မာအစ်စ်အုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ဖို့နဲ့စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာအာဆီယံရဲ့ဒီကြံ့ရပါပတ်သက်နေမှုတွေကိုအဆုံးသတ်ဖို့ ောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။ GFM ရဲ့ဒီထောက်ပြချက်အရဆိုလို့ရှိရင် ASEAN အဖွဲ့ဝင်နိုင်ငံတွေမှာဒီအခြေစိုက်တဲ့ကုမ္ပဏီ54ခုကစီးပွားရေးဆက်နွယ်မှုတွေဟာစစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကိုအသက်ဆက်ပေးနေတယ်လို့ဆိုပါတယ်။ GFM ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကတော့စစ်အုပ်စုရဲ့နမေကန်ရွေးကောက်ပွဲဟာဒီအမိခံပေါ့လေအဲ့ဒီရွေးကောက်ပွဲဟာအာ ဒီမိုကရေစီလမ်းကြောင်းမဟုတ်တဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုတရားဝင်မှုပေးဖို့လှဲ့ကွက်ဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်စစ်အုပ်စုဟာဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့နာဆကကနေနလအကအဖြစ်နာမည်ပြောင်းလဲခဲ့တာဟာလည်းပြည်ရဲ့တသက်ပဲဖြစ်တယ်လို့ JFM က RCM ကိုတတိပေးထားပါတယ်။ JFM ရဲ့အဓိကတောင်းဆိုချက်၃ခုကတော့ဒီနံပါတ်၁စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုညှင်းဆန်ဖို့နံပါတ်၂က RCM အဖွဲ့အစည်းတွေ မှာစစ်အုပ်စုရဲ့ကိုယ်စားလှယ်တွေကို ပိတ်ပင်ဖို့နံပါတ်3ကတော့ဒီစစ်အုပ်စုကိုငွေကြေးလျှင်စီစီးဆင်းမှုလမ်းကြောင်းတွေကိုဖျက်တောက်ဖို့လို့ဖြစ်ကြပါတယ်စစ်အုပ်စုရဲ့ရာဇဝတ်မှုတွေကနေမြန်မာပြည်သူတွေအာဒါမကပေါ့လေဒေသအတွင်းကိုပါကာကွယ်ဖို့အာဆီယံမှာတာဝန်ရှိတယ်လို့ GFM ကတိုက်တွန်းထားတာဖြစ်ပါတယ်